ဆေးဟိုဆေးကဲဆိုတော့ trauma ရှိရလေဘာလို့လဲဆိုတော့ကိုကအမေကခဏခဏစီဂျိုနဲ့ကြောက်ကက်ဖြစ်ပြီးဆေးဟိုဆေးကန်သွားတော့ကိုကအဲ့လိုဆေးရုံဆေးကန်နေရောက်ပြီဆိုရင်ညဘက်ဆိုအဲ့လိုလက်လန်တော့ကြောက်တာအမေကတော့ဆုံးတာခု23နှစ်လောက်ရှိပြီဗောလေကိုကအဲ့ဒါဆိုတော့မြင်းနဲ့တရိယနာပေါ့အနက်ရှိရလေအဲ့လိုအနက်နေရာကိုက trauma ပေါ့လေဖြစ်ပါတယ်ဟုတ်ဒီပေါ်ချခဲ့တဲ့မှာပါလို့ဒီဟာကြီးကမမိနိုင်ဘူးဖြစ်တယ်။ကာလာဘောချစ်လို့လဲဆက်6နှစ်လောက်ထဲကအမေကိုလုံးမလုံးနဲ့တော့ဆိုပြီးတော့သူများရှိမှကြုံခံပြီးတော့ရှာကြွေးလာတာလीနော်။ တမလုံးမှာစော်သုံးွယ်ရနေပြီတမလုံးမှာစော်သုံးွယ်ရနေပြီဝါတမလုံးတမလုံးတမလုံးမဘူးအာဒီကတော့ဒီကမှာပါတရေပေါ့နော်တရေဆိုဝိညာဉ်ကံပေါ့ဝိညာဉ်ကံမှာနှစင်းသုံးစင်းလောက်ပဲပါတာပါအာအဓိကတော့ဥစ္စာကိုလည်းရိုက်တာဖြစ်တယ်ပြီးတော့ကြောက်လည်းဟိုကလည်းဝါသနာပါတော့ကမ်းလန်းလာတော့ရိုက်ဖြစ်ပါတယ်ဟုတ် အခုနေကတော့တော်တော်များများရိုက်ဖြစ်ပါတယ်ပေါ့တနေကုန်မဲ့ဆေးရုံမှာရိုက်ရလေဆေးရုံမှာသူကအဲ့ accident ဖြစ်တဲ့မင်းသမီးကိုရဲကိုဝင်မို့စူးစမ်းတဲ့တရေပေါ့အဲအဲ့ဆိုတနေကုန်ဆေးရုံမှာနေတာဆေးရုံဆေးကန်းဆိုတော့ trauma ရှိရလေဘာလို့လဲဆိုတော့ကိုကအမေကခဏခဏစီဂျိုနဲ့ကြောက်ကပ်ဖြစ်ပြီးဆေးရုံဆေးကန်းသွားတော့ကိုကအဲ့လိုဆေးရုံဆေးကန်းနေရောက်ပြီဆိုရင်ညဘက်ဆိုအဲ့လိုလက်လန့်တော့ကြောက်တာ အဲ့ဒီအဲ့ဒီတော့အဖြစ်ပြက်တွေအကုန်လုံးပြန်မြင်တာပေါ့အမေဆေးုံတက်ရတာတွေအနောက်ပိုင်းဆေးုံမှာပေါ့လေကိုရီးယားရင်တော့မပြည့်စုံတော့နောက်ပိုင်းဆေးုံမှာဆေးုံတက်ရတာအရေးပေါ်ခံထဲမှာအမေဖြစ်ခဲ့တာဟာလေအမြင်မြင်ဒါမဲ့လည်း ဝန္ဒနာပါတော့တနေ့ကိုချိန်မိပြီ9ရက်လောက်တော့ပြန်ပြီအဲ့လိုအိမ်မဆိုးပြီးပြန်မတ်တာပေါ့လေကျွန်တော်တို့ရုပ်ရှင်ကပြတ်သားနေချိန်ပြီးပြည်တော်တော်အဲ့ဒါဆေးုံစေကန်းဆိုသူတောင်းတောင်းမတော်အောင်အိမ်ကမိသားစုရဖြစ်နေတော့မတောင်းတောင်းဆိုမလိုက်ဘူးဘာလို့လဲဆိုတော့အဲ့လိုမျိုးဆေးုံစေကန်းနဲ့ရပြီဆိုအမေကိုသတိရတာပေါ့နော်ပြန်အမေနဲ့အဲ့လိုမျိုးဆေးုံတက်ခရရပြန်သတိရတယ်စိတ်မကောင်းဖြစ်တယ်ဆိုတော့တော်တော်ဆိုတော့ကိုဖြစ်နေတော့မအိမ်မှာကြိတ်ပြီးဆေးတောက်တာများတယ်ကြောက်လို့အမေသူ့ဘယ်တော့မှအဲ့ဒီဆံမှာအမေလေးကဆိုင်ရတယ်ဘယ်လိုအဲ20ပေါ့ 20မှာကအမေကကြောက်ကလည်းဆေးရတယ်စီးကြိုလည်းဖြစ်တယ်ဆိုတော့ခဏခဏပဲပြီးရင်စီးကြိုကလည်းတက်လိုက်ကြလိုက်ဖြစ်တယ်ကိုယ်ဝိုင်းဆိုကိုရဲမှာ loss ဖြစ်သွားတယ်ပေါ့နော်တက်လာပြီဆိုလို့ရှိရင်လည်း900 1000တွေကြီးပဲဘာမှတော့မမြင်တော့အဲ့လိုမျိုးဆိုတော့လေအမေကတော့ဆုံးတာခု23နှစ်လောက်ရှိပြီပေါ့လေကိုကအဲ့ဒါဆိုတော့မြင်ရင်သတိရတာပေါ့နှစ်ဆက်သုံးနှစ်မှာဆုံးတာပေါ့လေဟုတ်ဆေးုံဆေးကမကအူအမေကငကိုရဲချူကြတော့လေ၁၄ 16နှစ်ထရေမေယာချူကြတော့အဲ့ဒီကအမေကိုလုံးမလုံးနဲ့တော့ဆိုပြီးတော့ဦးလေးဆိုင်မှာပဲလေစပင်ကောက်ညက်လုပ်ပြီးရှာကျွေးခဲ့တာမမယောင်တို့ဆိုင်ရောက်တဲ့အထိပေါ့လေတောက်လျှောက်ပဲပေါ့အမေကိုအနာခိုင်းတယ်ဘာလို့ထိလိုက်ပြီဆိုလို့ရှိရင်လည်းဟိုလိုကောမလန်ခါခလုတ်တိုက်လိုက်လေအနာဖြစ်ဟိုအဖြစ်ဆိုအနာဖြစ်ဆိုစီးချိုဆိုတော့လေအဲ့ခစ်တော့လည်းစီးချိုတွေအစပေါ်ကားသားဆိုတော့နိုင်နိုင်နေနေမရှိဘူးပေါ့နော်အော်ဒီဘက်ခေတ်ဆိုတော့ရှင်စီးကြို့လို့ပြောလဲဆေးတောက်လိုက်ရင်နည်းနည်းပြီးတော့လူတွေကြောက်စိတ်လည်းတိတ်မရှိဘူးရေခွတ်တော့ကြောက်စိတ်ရှိတော့ပိုဆိုးရပါတော့လေဟုတ်ဒီလိုတက်30ဆိုတော့ကိုတကယ်လို့ဆေးကိုပိုပါညာလို့ အများကြီးလုတ်တက်ကန်ကြောက်မှာပေါ့ကိုပဲထမ်းရတာလေပြောကြတော့အမေဆုံးတော့ဆိုလို့ရှိရင်လည်းအဲ့ဒီညမှာအမေကဟိုတော်တော်ပေမြော့ဟိုကမ္မထမ်းလို့ဖြစ်သွားပြီလေကမ္မထမ်းရုပ်လို့ဖြစ်သွားမနေ့ကျတော့လည်းအိမ်မှာဈေးလိုင်းဆိုတော့အမေကိုမမြင်စေချင်တော့ညဘက်ကြီး3နာရီလောက်အဲ3နာရီလောက်ကိုအဲ့လိုအလောင်းလာခေါ်လဲကိုနဲ့ဥမောင်နဲ့ပေါ့သူရိမောင်မောင်နဲ့ပေါ့ကိုဆရာနဲ့ပဲနှစ်ယောက်နဲ့လာခေါ်လူတွေမူးနေရတယ်ထမ်းချခဲ့ရတယ်ဘัวအမှတ်တရပေါ့တိုက်ကလည်းငါးလောက်မှနေတာပေါ့ အဲသူဘယ်ဆေးရုံဆေးကန်းကိုရောက်တိုင်းအဲ့လိုအနှံ့ရတိုင်းဆေးအနှံ့ရှည်လေအဲ့လိုအနှံ့နေရတိုင်းကွက်ထရောမာပေါ့လေဖြစ်ပါတယ်ဟုတ်ဒီမောတော့ချစ်ခဲ့တယ်မှာပါလို့ဒီလာကြီးကမမိနိုင်ဘူးဖြစ်ပါတာပေါ့ချစ်လို့လဲဆက်6နှစ်လောက်ထဲကအမေကိုလုံးမလုံးနေတော့ဆိုပြီးတော့သူများရှိမှကြုံခံပြီးတော့ရှာကြွေးလာတယ်လေနော်အဲတောင်းတောင်းဆိုရင်တော့သူအိမ်မှာပဲဆေးတောက်ဖြစ်တာများတယ်တောင်းတောင်းဆေးရုံဆေးကန်းဆိုကြောက်တယ်ဒါပေမဲ့ဖြစ်ပြီဆိုလဲဆေးထိုးဆေးတောက်ကတော့လဲအဲ့လိုလောက်လိုက်တော့ရတယ် အဲဒီရင်သားခွဲတာတော့ကျန်တဲ့ဟိုက်ခွဲတာဆိုရှင်လဲအရင်လှုပ်ချင်လို့တော့ကြိတ်မိပြီးလှုပ်တာကိုယ့်ကိုယ်သွားပြီပဲတခါကျရင်မေးစေးထွန်းတေးသွားပြီပဲမှတ်တာလေအတော်လဲကြောက်ကက်ပဲအိမ်မကအမေဆုံးပြီးတော့အမေမကလည်းအိမ်မအိမ်မမလာနေပြီးတော့လဲ၈နှစ်လေးကြောက်ကက်ကူလိုက်ရဆန်းချောင်းလူတွေအကုန်သိရဲ့ စမ်းချောင်းကလူတွေအကုန်သိအဖိုးကတော့အသက်ရှင်64မှာဆုံးတာအဖိုးနဲ့လည်းအတူနေရဆိုအဖိုးကဆုံးတာတော့ဒီကိုဗစ်မတိုင်ခင်လေးကပါဆိုတာ64အဖိုးကတော့ဆက်လက်ကုန်းဘီယာမတောက်တော့ဘာဖြစ်လဲအတော်ရအမေရအငင်တော့အရင်ကလေတိုက်ကီဆိုကြားဘူးလားမသိလဲဖိတ်ဆိုင်ပါလေတိုက်ကီပေးပါဆိုတနည်းသုံးလေးခွက်တော့တောက်ကြရလေအရင်ကချက်နို့စီတွေနဲ့လေဈေးတယ်ဆိုဈေးထဲမှာဈေးရောင်းနေတယ်ဆိုမောတယ်ဘိုက်စားလို့ရှိရင်လည်းမစားချင်ဘူးဆိုပေးတိုက်ကီတစ်ခွက်ပေးပါအောင်ဆိုခွက်ဆိုတောက်လိုက်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 ပေါ့အဲ့ဒါမှအောင်းနေတဲ့အချိန်မှာရောဒါအမေ မရှိဘူးလေတတိယတာပေါ့စင်ကျင်တာပေါ့သူများလည်းအရှင်းမငါတို့ကြီးဆွဲ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 ကြိုးကြီးနဲ့ဆွဲလက်ကောက်တို့စင်ကျင်တာတော့ဆင်လို့မရဘူးလေ အဲ့ဒါကြောင့်ချောရနာနဲ့ကိုနေကစိတ်တွေတူတာလေချောရနာတော့ပြုစုခွင့်ရတာပေါ့နော်အဲ့တော့သူနဲ့ကိုနေကအမြဲတမ်းဟိုဟိုမတွေ့ပြနေတာနေမဲ့အထူးစူးစမ်းလာရလို့ဆိုတော့ဒီနေ့တိုင်းချက်ဆဲချင်းပြဲပဲစီးကြပါလေမယူဆက်ဆက်လိုက်တော့ဟိုကိုနေကစီးကြလို့ရိုးမဟုတ်ဝင်အောင်ပြေးတယ်ဘိုးဝင်အောင်တော့ထိန်းတာပဲဖြစ်သွားရင်တော့လည်းမတက်နိုင်ဘူးသူကကော်ဖီကြိုက်တဲ့တော့ကော်ဖီလေးတော့တောက်ဖြစ်တယ်ပေါ့နော်တက်နိုင်တယ်ဗျာပြီးရင်ခုနောက်ပိုင်းတော့လည်းချစ်သူကအဲ့လို စံတွေဘာတွေကစပြောင်းစားခိုင်းတော့စားတယ်မစားနိုင်ဘူးမာကိုရပေါ်စမ်းစားပေါ်စမ်းမွေးစားလာတဲ့ပါဇက်တွေဆိုတော့သူတို့ကဟိုစံကြမ်းတွေစားခိုင်းတာဗောလေအဲ့လိုမျိုးဆိုတော့မကြမ်းတော့ဘာကိုစားခိုင်းတော့ကိုယ်လည်းအဲ့တော့တနေ့ကျမတော့စားကြည့်ရအစင်တော့ပြပါလေငှဲ့ချက်ရင်အစင်ပြပေါင်းနဲ့ချက်ရင်တော့လုံးမလို့အစင်မပြဘူး